မြန်မာနိုင်ငံစင်ကောင်စီမှကျင်းပပြီးပြည်ထောင်စုစင်စစ်ချုပ်ရုံအစင်းဖြင့်စင်ကိုင်းတဲ့စင်စစ်တန်တန်းကြောင်းနေပြည်တော်မှာဖွင့်လှစ်တဲ့နိုင်ငံပိုင်ကဏ္ဍအတွေ့နိုင်ငံတကာစင်ဆံပြဒီပလိုမာတန်တန်းအမှတ်စဉ်နဲ့အပိုင်းနဲ့ IPSC ရဲ့တန်တန်းဖွင့်ပွဲခန်းနာကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ရှိပြည်ထောင်စုစင်စစ်ချုပ်ရုံနောက်ဘက်ခန်းမမှာ Hybrid စနစ်ဖြင့်ကျင်းပပါလိမ့်တနင်္ဂနွေဖွင့်ပွဲမှာပြည်တော်စုစင်းစစ်ချုပ်မြန်မာနိုင်ငံစင်းကောင်စီဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးကအပွင့်ပါစကားပြောကြရမှာ ။တင်နာမှာ IBSA ရဲ့စိရင်စံပြနဲ့ဆက်လင်းတဲ့အသိပညာပူးတူတာများရရှိမှာဖြစ်ပြီးဗန္ဒာယေရှင်းတဲ့များကိုပြုစုရေးဆွဲရမှာလိုင်းနာကျင့်သုံးခြင်းဖြင့်ပုံမှုကောင်းပုံနဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာမှုရှိတဲ့ဗန္ဒာယေအစီရင်ခံစာများကိုရေးဆွဲနိုင်မှာဖြစ်ပါကြောင်းတင်နန်းသားများအနေဖြင့်လေးလာသင်ယူခဲ့ရတဲ့သင်ခန်းစာများအပြင် စရင်ဆန်ဆန်ရပြောင်းလဲမှုများကိုစဉ်ဆက်မပြတ်လည်လာပြီးလုပ်ငန်းကွင်မှာအတုံးချခြင်းဖြင့်ဌာနအဖွဲ့အစည်းများမှတဆင့်နိုင်ငံတော်ရဲ့အကျိုးစီးပွားများပုံပေါ်တိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ဝန်ထမ်းများဖြစ်စေရေးကြိုးစားကြစီလိုပါကြောင်းတိုက်တွန်းပြောကြားပါသည်။အဲဒီနောက်ပြည်တော်စုစင်စစ်ချုပ်ရုံအဆင့်ဖြင့်စရင်ကိုင်တဲ့စင်စစ်တင်နှန်းကြောင်းနေပြည်တော်တင်နှန်းကြောင်းတာဝန်ခံကတင်နှန်းဆိုင်ရာချက်လက်များကိုရှင်းလင်းပြောကြားပါသည်။ IPS ရဲ့တင်နန်းမှာနိုင်ငံပိုင်ကဏ္ဍအတွေ့နိုင်ငံတကာစင်းစံ14ခုပို့ချမှာဖြစ်ပြီးအော်တိုဝါလာ21ရက်နေ့မှာ2026ခုနှစ်ဇန်နဝါရီလ5ရက်နေ့အထိတင်နန်းကာလ2လကျော်ကြာပို့နေသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။